ဆန်ယူရိုထဲမှာရောက်ဖို့တဲ့နိုင်ငံဆိုရင်တော့အများကြီးပဲဆန်နာ16နိုင်ငံလောက်သွားပြီးပြီးသွားပြီးသူပိုင်းတို့ပါတို့အကောင်တော်တော်များများသွားတယ်အဓိကသွားချင်တဲ့ဟာတွေကတော့ရောက်ပြီးသွားပြီပေါ့နော်ဆစ်စလန်ကိုသွားချင်တယ်ပေါ့အိမ်မက်ထားတဲ့နိုင်ငံအခုကတော့နောက်ထပ်အိမ်မက်ထားတဲ့နေရာလေးတခုရှိသေးတယ်နောက်နှစ်ပေါ့ဆယ်နိုင်ငံလောက်သွားအောင်မယ်သွားတော့မယ်2016မှာဆိုရင်ခီထွက်မယ်ခီထွက်မယ်အလုပ်လုပ်မယ်ဆက်ချန်တာအောင်နေမယ် အာဒီဒီနှစ်ထက်မှကြတော့ထွက်ဖို့တော့မရှိသေးဘူးနောက်နှစ်ထက်မှဆိုရင်တော့ဆန်းကအခုလက်ရှိပေါ့နော်အာအရန်ကိုလို့ပြောမှလည်း line ပေါ်မှာအရန်နာမည်ကြီးတဲ့နိုင်ငံလေးပေါ့ပြောတော့မပြောချင်သေးဘူးပေါ့နော်ဘယ်နိုင်ငံဆိုတာပြောမှဆိုရင်တော့အရန်ဝေးတယ်အရန်ဝေးတယ်တော်တော်လေးဝေးတယ်음ယူရိုထဲရပဲယူရိုထဲရပဲဘယ်နိုင်ငံဖြစ်မလဲဆိုတော့မပြောသေးဘူးပေါ့နော်အဲ့ဒါလေးရကြတော့ထားထားမယ်တော်တဲ့ခါကြအောင်ပဲလုံးဝ surprise တိုက်လိုက်မယ်ဘယ်နိုင်ငံဖြစ်မလဲဆိုတော့ အခုကတော့ဘုတ်အတွက်ကအရှင်ယူနေတာပေါ့နော်2026မှာတော့တော့မှာပေါ့တော့တော့မယ်2026မှာဆိုရင်လည်းခီထွက်မယ်ခီထွက်မယ်အလုပ်လုပ်မယ်ဆက်ချမ်းသာအောင်နေမယ်အလူလူတော့လေသိမကြတော့ဘူးပေါ့ဆဲယူရိုထဲမှာရောက်ဖူးတဲ့နိုင်ငံဆိုရင်တော့အများကြီးပဲမခေါ်တက်တော့ဟိုဟာအော်ဘာလဲဟိုဟာ ်အာဆွစ်ဇာလန်ရောက်တယ်နောက်တော့ပဲရီရောက်တယ်နောက်တော့ဘာရှိတယ်လဲအာအင်စတာဒမ်လာအင်စတာဒမ်ဘယ်လိုခေါ်လဲမသိဘူးအဲ့ဒါလေးအဲ့ဒါလေးရောက်တယ်မဟုတ်ဘူးကူတူရကီမရောက်ရသေးဘူးနောက်ပြီးတော့မှရှိတယ်လေအများကြီးပဲမမမိတော့ဘူးအီတလီလည်းရောက်ပြီးွားပြီမမမိတော့တော်တော်လေးများတယ်အာအများကြီးပဲမမမိတော့ဘူး ဆယ်နာ16နိုင်ငံလောက်သွားပူးပွားပြီးသူဘိုင်းတို့ဘာတို့အကောင်တော်တော်များများသွားတယ်อืมအားရင်အားတယ်လို့သွားဖြစ်တယ်ဟိုဒီနှစ်ဆိုရင်လဲဟိုဟာအ ਨੇ ဆုံးတော့ဟိုဟာဆယ်နိုင်ငံလောက်နောက်နှစ်ပေါ့ဆယ်နိုင်ငံလောက်သွားအောင်မယ်ယူရိုကြီးစင်နေပဲယူရိုကြီးစင်နေပဲ oh no တော့ချင်းတဲ့ဟာအဓိကတော့ချင်းတဲ့ဟာတွေကတော့ရောက်ပြီးသွားပြီเนาะဆစ်စလန်ကိုတော့ချင်းတော့အိမ်မက်ထားတဲ့နိုင်ငံအခုကတော့နောက်ထပ်အိမ်မက်ထားတဲ့နေရာလေးတခုရှိသေးတယ်အဲ့ဒါမှမပြောသေးဘူးလေအရင်အရင်မိုက်တယ်အဲ့နိုင်ငံဝေးလေဝေးတယ်ဟောတော့ပတ်တော့ကလည်းအချိန်ယူနေတာပေါ့เนาะအာပြောလို့ရပါတယ်အိမ်မက်ထားတဲ့နိုင်ငံတွေကကြတော့တဝက်လောက်တော့သွားဖြစ်တယ်ပေါ့နော်နောက်ထပ်ဒါပေမဲ့အာဒီနိုင်ငံသွားပြီးွားလို့ရှိရင်တော့နောက်ထပ်နိုင်ငံနဲ့ထပ်သွားချင်းသေးတယ်အဲ့လိုမျိုးလူရဲ့စိတ်ကမလိုက်နိုင်ဘူးလေနော်အဲ့ဒီတော့ကြောင့်မို့ဟိုအိမ်မက်ထားတဲ့နိုင်ငံကကြတော့မကုံလောက်သေးဘူးထင်တယ် မတစ်ခုလောက်အဲ့လိုခေါ်တော့ချင်းတယ်အရင်ခေါ်တော့ချင်းတယ်အတိကကြတော့အဖေနဲ့အမေအကြတော့လေဘုရားကရာခေါ်တော့ချင်းတယ်မတော်လုံးဝမတော်တာလေးမစီးချင်းဘူးလေးရင်စီးရမှာအစိမပြေဘူးဘာညာအဲ့လိုဖြစ်တဲ့ခါကျတော့ဘယ်မှမတော်ဖြစ်ဘူးအဓိကကျတော့ဒီမြန်မာနိုင်ငံမှာရှိတဲ့ဖရားတွေရောတော့ဟိုမီတာစုကိုအမြဲတမ်းတစ်နှစ်တစ်ခါတစ်နှစ်တစ်ခါလောက်အမြဲတမ်းတော့လိုက်ဖို့ဖြစ်တယ် အသင်းခေါ်ဖို့တော့စီစဉ်ရှိတယ်အသင်းခေါ်ဝါချင်တယ်အဲ့လိုမျိုးပေါ့အဖေနဲ့မေကကြတော့စဉ်းစားနေတော့ပဲအဓိကကြတော့အဲ့ဘောတက်ကရမတော်ခင်မှာဆိုရင်မြန်မာနိုင်ငံမှာဆိုရင်လည်းမတော်ရသေးတဲ့ဖရားတွေရှိသေးတယ်အဲ့ဒါလေးကိုရင်ပူပေးရအောင်မယ် ဟုတ်ဒီဒီဒီနှစ်ထက်မှာဆိုရင်လည်းလောက်ခဲ့တဲ့အလောက်တွေလောက်ခဲ့တဲ့အရာတွေအကုန်လုံးပေါ့နော်ကိုကိုစိတ်ကြံနေမှုဟိုရှိပါတယ်အပြည့်အဝရှိပါတယ်ဘာဖြစ်ဖြစ်ဆိုင်းရအလောက်ပဲဖြစ်တခုခုလောက်လက်လို့ရှိရင်တော့ဟိုအမြဲတမ်းတိတိကျကျလောက်တယ်အမြဲတမ်းမပေါ့နော်ဘာဘာလောက်မဆိုပေါ့နော်အမြဲတမ်းဒီစေတနာထားပြီးတော့မှလောက်တယ်ဖြစ်တော့ဆိုတော့ကြောက်မှုပေါ့နော်ကိုလောက်ခဲ့တဲ့အရာတွေရောဟိုကိုကိုလာငှားတဲ့အလောက်ရှိနေရောပေါ့နော်အမျိုးစိတ်ကြံနေမှုရှိတော့ဆိုတော့ကြောက်မှုကိုကိုတော့ဟိုအရင်ကိုကျင်းနေပါတယ်နောက်ထပ်နှစ်ထက်မှာဆိုရင်လည်းဒီထက်အများကြီးပိုကောင်းတော့ဟိုစူးစမ်းမှာပေါ့နော် ဟုတ်ကဲ့အော်အားလုံးပဲပေါ့နော် perfect နဲ့အားလုံးပေါ့နော်အော်ဒီနေ့ထက်မှလည်းအများကြီးအားပေးကြတယ်အများကြီး supporting ပေးကြတယ် fan fan တွေဟိုးအရင်ကတည်းက fan တွေ sign fan fan တွေဆိုရင်တော့သူများတွေဘာပဲပြောပြောအဲ့လိုမျိုးကိုယ့်ရဲ့ fan ဆိုတာရှိပြီးဒါအဲ့တော့ကြောင့်မို့ဆန်းရတဲ့အချိန်ထိဟိုအလုံးလောက်နိုင်ခဲ့ရပေါ့နော်ဒီနေ့ထက်မှဆိုရင်လည်းအများကြီး supporting ပေးကြတယ်နောက်နေ့တက်မှဆိုရင်လည်းဟိုဆက်မြောက်ပြီးတော့မှအသစ်ဆန်းတွေကိုဟိုဆက်လက်ပြီးတော့မှမျောမျောပေးကြပါအောင်လို့ပြောချင်ပါတယ်အများအားပေးနေ fan fan နဲ့အားလုံးလေးကျေးဇူးအများကြီးတင်ပါတယ်နောက်တော့အဆန်းကိုပြောကြရပါတော့ 啊，这小孩家了。 အာဘာလို့အတန်မပြောင်းလာလဲရှိသေးတယ်အစမ်းကကြတော့လေအော်မျက်နှာပဲလှအောင်ငယ်အောင် ပြင်တယ်အတန်တွေကကြတော့ပြင်ဖို့အစီအစဉ်မရှိဘူးပြင်လို့ရှိရင်တော့အကောင်လုံးပြင်လို့ရရပါတော့ဆမ်းကပြင်ဖို့အစီအစဉ်မရှိဘူးဘာလို့ဆိုတော့ဆမ်းရဲ့တကယ်တကယ်ဒီအပြင်မှာဆမ်းရဲ့ lifestyle ကကြတော့ဆမ်းကဒီလိုအမြဲတမ်းဝတ်နေကြလူအမြဲတမ်းဝတ်နေတဲ့လူမဟုတ်တဲ့ကြောင့်မို့ဆမ်းကပြင်ဖို့အစီအစဉ်မရှိပါဘူးတကယ်ကပြင်လို့ရှိရင်တော့ပြင်လို့ရပါတယ်ဆမ်းရဲ့ဖွန်ဖန်တဲ့အားလုံးလည်းသိကြမှာပါအပြင်မှာဆိုရင်တော့ဆမ်းကဘယ်လိုမျိုးနေထိုင်လဲဆိုရင်တော့ပေါ့နော်အဲအဲကြောင့်ဆမ်းရဲ့ဖွန်ဖန်လေးကိုလည်းကျေးဇူးအများကြီးပါတယ်နောက်ထပ်နှစ်သစ်ထက်မှာဆိုရင်လည်းအားလုံး လုံးပဲအလောက်ကင်စင်ပြေပါစေယောဂါတွေအာအကင်းဝေးပါစေလို့ဆန်တရားနေစုတောင်းပေးပါရတယ်အားလုံးပဲကျေးဇူးများကျင်ပါတယ်တန်ကုန်ကြပါဘိုင်ဘိုင်